ကျောင်းသားသမဂ္ဂအကြောင်းနောက်ခံရေးသားထားတဲ့စာရေးဆရာမကြီးခေဆွေဦးရဲ့နင်းစီကမွေးစာအုပ်မိတ်ဆက်ပွဲကိုရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်။စစ်ဆိုးရလက်ထက်စာပေစစ်စစ်ရေးကနေနှစ်ပေါင်းများစွာပိတ်ပင်ခံခဲ့ရတဲ့ဒီဝတ္ထုကိုပထမဆုံးပြန်လည်ပုံနှိပ်တဲ့အခမ်းအနားကိုဆရာမကြီးခေဆွေဦးနဲ့88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်တို့လည်းတက်ရောက်ခဲ့ပါတယ်။ကိုစုံနိုင်ပေမဲ့မိဖြောက်လို့တော့မသိဘူး။မိတော့မဖြောက်နိုင်ဘူးဆိုတာမျိုးပေါ့။အမိုင်းရသဘောကဒါပါပဲ။ အမှန်အတိုင်းမှတ်သားတင်တာလောက်ပါလေဘယ်လိုတွေပါလုပ်ခဲ့ရဆိုတာတော့တော့ကိုလုပ်တဲ့အလုပ်ပေါ်ကိုတာဝန်ယူကြပါလိမ့်မယ်။ဒါကြောင့်မှတ်တမ်းတင်တဲ့လူကတင်ပါလိမ့်မယ်။ဘုရားဟာမှတ်တမ်းစာအုပ်ပါ။ကျွန်တော်ရပ်အနေနဲ့မခံစားသေးပဲသမိုင်းမှတ်တမ်းအနေနဲ့အရင်ခံစားပါလေ။ပြီးတော့မှရပ်တော့သွားပါလေ။ကျွန်တော်ကြိုက်တဲ့ကျွန်တော်တို့တာဝန်ထားတဲ့ကျောင်းသားသမိုင်းကို တော်တော်များများသရုပ်ခေါ်ထားနိုင်တာကိုတွေ့ရတဲ့အတွက်အမှန်အရာတမွေးရှိပါတယ်။နောက်လူတွေသိအောင်လို့ဒီစာအုပ်တွေကိုများများဒီလိုအလားတူတွေထုတ်နိုင်ပါလေ။ခမိုင်းကိုဖြစ်ခဲ့တဲ့ဒီမှာကျောင်းသားသမဂ္ဂလှူရှားမှုတွေမှာပါခဲ့တဲ့ဆရာတွေလည်းရှိပါတယ်။ကျွန်တော်ကတော့ရေးစီတင်ပါတယ်။ဒီစာအုပ်ကိုရောင်းချရတဲ့ငွေကိုကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီကိုလူဒန်းသွားမယ်လို့ဆရာမကြီးခေဆွေဦးကပြောပါတယ်။ ဒီစာအုပ်ရဲ့အဖုံးမျက်နှာဖုံးကိုရေးဆွဲပေးခဲ့တဲ့ကိုမင်းကိုနိုင်ကတော့ကျောင်းသားသမဂ္ဂသမိုင်းအတွက်အားကိုးရမယ့်စာအုပ်ဖြစ်တယ်လို့ဆိုပါရယ်။